ငလင်ကြီးလာအောင်မယ်လို့စိုးရိမ်နေကြသူတွေတပါအိန္ဒိယမြေတူချက် ရေရှော့မြေတူချက်မြမမြေတူချက်တွေတခုအောက်တခုရေရှော့တိုးဝင်ပွတ်တိုင်ကနေစကိုင်းပြည့်ွေကြီးပေါ်ကိုတဖြည်းဖြည်းချင်းစုပုံကြရောက်လာတဲ့တန်ရှင်တွေရဲ့အာဟာ2025မတိုင်ခင်ကတည်းကအင်အားပြင်းအင်အားတင်းတင်းငလင်တွေလှုပ်ခဲ့ပါတယ်1946မှာ9.8တကြိမ်1956မှာ6.8တကြိမ် 1997မှာ6.9ကြိမ်၊2012မှာ6.9ကြိမ်လုတ်ခဲ့ပြီးတဲ့နောက်73နှစ်ကြာ2025မှာ9.9ကြိမ်၊7မိနစ်ခန့်ပဲချပြီး6.9ကြိမ်လုတ်ခဲ့ကြအောင်နေ့ခေတ်ပညာရှင်တွေကတည်မီတဲ့မှတ်တမ်းတွေမှာတွေ့ရမှာပါ။အဲ့ဒီမှတ်တမ်းတွေကြည့်တဲ့အခါအင်အားပြင်းငလင်းလှုပ်ပြီးသွားတဲ့အခါငလင်းငယ်တွေလှုပ်တာရှိပါလေ။1997ငလင်း6.9ကိုပြီးမှ2019စနစ်6.9ကိုထပ်လုပ်ပါတယ်။ စနစ်ကျော်ကြာပြီး2025မှာ9.9နဲ့6.9လုတ်တယ်ဆိုပါစို့စကိုင်းပြည့်ပြည့်ကြီးပေါ်မှာအင်အားတွေပြန်ပြည့်လာပြီးအနည်းဆုံး6.5အထက်လှုပ်နိုင်မဲ့ငလင်တစ်ခုဖြစ်လာနိုင်စေတဲ့ return period ဟာစနစ်ကျော်ကြာအောင်ဆုံးရပါဦးမယ်ပြင်းအားရှိနီးပါရှစ်ထပ်လှုပ်နိုင်တဲ့ငလင်ဆိုရင်တော့အဲ့ဒီလောက်အားတွေပြန်ဖြစ်နိုင်အောင်နောက်ထပ်အနည်း40 50လဲစောင့်ရနိုင်ပါတယ် စိုးရင်ပူပန်နေကြသူတွေအဓိကစိုးရင်တင်တာက28မိနစ်က7မိနစ်ချပြီးနှစ်ကြိမ်လှုပ်တဲ့ငလင်တန်းကြောင့်ပြိုပြတ်သွားတဲ့အဆောက်အုံတွေလိုမျိုးနောက်လာမယ့်920နဲ့အနည်း20နဲ့50တွေမှာထပ်ပြီးဖြစ်များဖြစ်လာမယ်ဆိုရင်ငလင်ကြီးလှုပ်ပြီးချိန်တိုတွင်သူများနိုင်ငံတွေကကုညီနေမလားခဲ့မှာအသက်တွေကနေဘလို့နီးပညာတွေထပ်တင်ထားဖို့လိုမလဲဘယ်သူတွေတင်ကြရမလဲ ဘသူတွေကရှောက်ဖွေကယ်ဆယ်လုပ်ငန်းတွေလုပ်ပြီးဘသူတွေကပြန်လည်ထူထောင်ရေးကိုလုပ်မှလဲဒါတွေကိုစူးစမ်းသိယူဖို့ကပိုပြီးရေးကြည့်ပါတယ်အချိန်မတန်သေးဘူးလို့ထင်နေပါလားအချိန်မတန်သေးဘူးဆိုရင်တော့ ဒီတိုင်းထိုင်ပြီးဒီတိုင်းဆက်ပြီးတော့စိုးရိမ်နေကြပါလို့ပြောချင်ပါတယ်။ AB 9ရက်နေ့ကကြည့်မယ်ဆိုရင်အင်အားသေးလေးရှိတဲ့နောက်ဆက်တွဲငလင်းတွေလှုပ်ခတ်ခဲ့ပြီးပြန်မျှပြင်းအားနိုင်ငံမြင့်တက်ခဲ့ပေမဲ့နောက်ဆက်တွဲငလင်းငယ်တွေဖြစ်တဲ့အလျောက်အင်အားတဖြည်းဖြည်းချင်းရော့ကျလို့လာနေပါတယ်။ချင်းပြည်နယ်ဘက်မှာငလင်းတစ်ချိန်လှုပ်ခဲ့ပြီးရှမ်းပြည်ဘက်မှာလည်းထိုင်းနယ်ဇက်ဝင်ကျလောက်မှာအင်အားအနည်းငယ်ရှိတဲ့ငလင်ငယ်တွေဆက်လုရှာပါတယ်ဒီနေ့မှာတော့ပြင်သစ်ရူဘာပေတာပညာရှင်အင်ဂျင်နီယာကူလုံးရဲ့ ်ပုတ်မှုအားပေါ်မတည်ပြီးစွန့်လွှဲပြောင်းကူးဆက်နိုင်တဲ့ကပောင်းမြေဖိအားအကြောင်းပြောချင်ပါတယ်။လုံခြုံရေးနှစ်ပေါင်း3000ကျော်1986ခုနှစ်ကပေါ့ပြင်းထန်ဥရောပဗေဒပညာရှင်ကုလောင်ရှောက်ဖွေဖော်ထုတ်ခဲ့တဲ့မြေသားဖိအားကူးပြောင်းခြင်းနဲ့တိုက်ရိုက်သမို့တွယ်ဝိုက်မြေဖိအားပေါ်ထိဆက်မြေသားတုံ့ပြန်မှု theory ရငလင်ကြီးတခုလောက်ခရာပြည့်ပြည့်ကြုံနေသူနဲ့ထိဆက်တဲ့ပြည့်ပြည့်ကြုံပေါ်မှာဖိအားဆက်လက်တည်ရောက်မှုရှိကြောင်းသိခဲ့ရပါတယ် ဆိုလိုတာငလင်ကြီးတစ်ခုလုပ်ပြီးနောက်သူ့ပုံဝင်ကျပါ ရှိတယ်ငလင်ကြောများမှာဖီအားလွဲပြောင်းကူးဆက်ခြင်းနဲ့တူတရားမှုတွေရှိနိုင်ပါတယ်ဒါကိုကုလောင်ဖီအားလွဲပြောင်းခြင်းကုလောင် stress transfer လို့ခေါ်ပါတယ်ဒီ theory ရမလ28နှစ်ကလောက်ခဲ့တဲ့ငလင်ကြီးရဲ့အရှိန်ဖီအားတက်ရောက်ခြင်းကြောင့်စကိုင်းပြည့်ွေကျော်နီမှာရှိတဲ့ကြောက်ကြမ်းပြည့်ွေပါဝင် တခြားပြည့်ွေငယ်တွေပေါ်မှာအနည်းနဲ့အများတက်ရောက်မှုရှိပြီး နောက်ဆက်တွဲငလင်တွေဖြစ်ပေါ်စေပါလေ။ဒါကြောင့်ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တချို့အရာနိုင်ငံရှိတဲ့ငလင်ငယ်ပေါင်းများစွာဟာနေစဉ်နဲ့အမျှလှုပ်ခတ်နေတာဖြစ်ပါလေ။ဒီလိုလှုပ်ခတ်နေခြင်းဟာလည်းဖိအားတွေကိုလွှဲပြောင်းထုတ်လွှတ်ပေးနေခြင်းဖြစ်လို့ကြီးမားတဲ့ငလင်ဖြစ်ကြီးကိုဟန်တားပေးလျက်ရှိပါလေ။ကိုယ်တော်ရဲ့အင်အားလွယ်ပြောင်းခြင်းနေရာမှာ ਨੇ အမေရိကန်ဘူမိရူပါပေတာပညာရှင်တို့ရဲ့ theory အရစကိုင်းပြည့်၍ကြုံမှာဖြစ်ပေါ်ခဲ့တဲ့ ပြည့်ဝခြင်းတနည်းအားဖြင့်ပေါ်အားတက်ရောက်ခြင်းဟာမြေပေါ်မှာဖော်ပြထားတဲ့အနည်းအောင်လမ်းကြောင်းတစ်လျှောက်အချိန်တစ်ခုကြာတဲ့အထိငလီငယ်ငားများစွာကိုဆက်လက်ဖြစ်ပေါ်နေမှာဖြစ်သလိုသူ့ရဲ့ပတ်ဝန်းကျင် ပြည့်ဝကြောများရှိရမှာလဲအင်းအားနည်းငယ်ရှိတဲ့ငလင်းတွေဆက်ဖြစ်ပေါ်နိုင်ပါလေငလင်းကူးဆက်မှုကြောင့်ပါနောက်ဆက်တွဲငလင်းပြင်းအောင်ကို theory ရတွေ့ရမှာတော့အများစုဟာ2.5 plus minus 1.0 magnitude ဖြစ်အောင် ဝမ်မ4ကြာရှိမှာဖြစ်ပြီးအင်အား5မဂနီကျူဝင်ကျင့်ထိလည်းရောက်ရှိနိုင်ခြင်း25%ရှိပါတယ်။လက်ရှိလုပ်နေတဲ့ငလင်းစရာကြည့်ရင်အားသင်းတဲ့5မဂနီကျူဝင်ကျင့်ရှိတဲ့ငလင်းတွေရှိတာသတိပြုမိနိုင်ပါတယ်။အခုတွက်ချက်မှုကနောက်ဆက်တွဲငလင်းတွေရဲ့ဆွမ်းအားကူးပြောင်းခြင်းကိုသိပ္ပံနီကြောင့်တွက်ချက်တာဖြစ်ပြီးငလင်းလှုပ်ဝဲနေရာကိုရန်တန့်ခံမဲ့ခြင်းမဟုတ်ကြောင်းသတိချက်စီခြင်းပါတယ်။ငလင်းကြီးတစ်ခု လှုပ်ခတ်ပြီးတာနောက်ဆက်တွဲငလင်ငယ် after shot တွေဟာယာနဲ့ချီလှုပ်ခတ်တက်ပြီးတော့အချိန်ကာလတစ်ခုထိဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်ကြောင်းနဲ့အဲ့ဒီငလင်ငယ်တွေဟာ PR စွန့်ရင်ကူပြောင်းခြင်းကြောင့်ဖြစ်ပေါ်နေခြင်းတဲ့နောက်ဆက်တွဲငလင်ငယ်တွေဟာမူလငလင်ကြီးလောက်ထိအားပြန့်ဖြစ်ဖို့တော့ယာကန်တို့အင်မတန်နေပါလွန်နေဆိုပြီးတော့မူစလာပညာရှင်ဦးဝင်းနိုင်ကပြောခဲ့ပါလိမ့်မြမမြမလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့် ကုန်တင်ကအစည်းရေတသိန်းကျော်စာနေကြီးများတဲ့အပြက်စီးတန်ချိန်နှစ်တန်းခွဲလောက်ရှင်းလင်းဖို့လိုနေတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ကထုတ်ပြန်တဲ့အချက်အလက်အစ်မှာဖော်ပြထားပါတယ်။ AR Richter scale 9.8အဆင့်ရှိငလျင်ကြီးကြောင့်ကြေကြေပြင်းပြင်းပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီး အပြည့်အစုံရှင်းလင်းတာအခြေခံစောင့်နေတဲ့နေအိမ်တွေပြုပြင်တာပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေအရေးကြီးဆောင်ရွက်ဖို့လိုနေတယ်လို့ငလင်ပြည့်စုံဂျူရုပုံရိပ်ချက်လက်တွေကိုကိုကာပြီး UNDP ကဆိုပါတယ်။ဒါအပြင်နေအိမ်တပေါင်းကျော်နဲ့အများပြည်သူဝန်ဆောင်မှုဆိုင်ရာအဆောက်အုံ128လုံးပြည့်စုံခဲ့ပါတယ်။နောက်ထပ်ပြည့်စုံနိုင်ခြင်းမြန်မာနေပြီးငလင်တန်တင်သူတွေကိုဆောင်ရှောက်မှုပေးဖို့အခြေခံအဆောက်အုံနေပါလာတာလဲစိုးရိမ်စရာကိစ္စပါ။ စစ်တမ်းတွေရာငလင်းပြင်းရာခုနှစ်နဲ့အထက်ခန်းစားတဲ့ဒေသတွေမှာအစောတိတမ6တန်းရှိတယ်ဆိုပါလေပြင်းရာခုနှစ်အဆင့်ဟာလည်းလက်ပျက်စီးမှုအဆင့်နဲ့တူအင်အားပြင်းဒီထက်မကပိုတိုက်ခိုက်တတ်ပြီးအစောအများစွာဟာဒီအဆင့်ကိုခံနိုင်ရှိအောင်တိဆောက်ထားတာမျိုးမဟုတ်ပါဘူး UNDP အဆင့်ခန်းစားဟာ Microsoft ရဲ့လူသားချေကြအစောအမြင့်အထက်အရေးအတွက်ဆိုင်ရာအချက်လက်တွေနဲ့ UNOSAT ကော်ပါနီကက်တို့ရဲ့ဂျိုဒူးအချက်လက်တွေအခြေခံထားပါတယ်။ဂျိုဒူးကနေရရှိတဲ့အချက်လက်တွေဟာအလွန်စိုးရိမ်ပွဲအခြေအနေဖော်ပြနေပါတယ်။ဒါကိုအမြန်ဆုံးတည်ပြုနိုင်ဖို့အရေးကြီးပြီးဒဏ်ရာရသူတွေနဲ့နေစရာပျောက်သူတွေကိုခိုင်ခန့်တဲ့အမိုးကအောင်အမြန်ဆုံးရောက်ရှိဖို့နဲ့အရေးပါတဲ့အခြေခံအဆောက်အအုံပြုပြင်ဖို့အရေးတကြီးလိုအပ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ UNDP ဌာနကိုယ်စားလှယ်တွေက ပြောပါတယ်။ လက်ရှိမှာလူနာတွေကိုပြင်းထန်တဲ့ပူချိန်နဲ့မိုးရွာသွန်းမှုတွေကြောင့်ပါကားပတ်ကလေးလေယာဉ်တွေမှာထားရတာတွေရှိနေပြီးငလင်တန်တင့်ဒေတာကလူ63ကျော်ဟာစိုးရိမ်မှုကြောင့်နေအိမ်မပြန်ရဲကြဖို့ဆိုပါလေပို့ဆောင်ရေးခက်ခဲတဲ့ရေပေးဝေမှုစနစ်တွေပြတ်တောက်နေပါလေစီးပွားရေးအချက်ကျကြတဲ့မင်္ဂလိနဲ့စကိုင်းလိုမြို့ပြတွေမှာစီးပွားရေးနဲ့ဈေးကွက်ရောင်းဝယ်ဖောက်ကွာမှုပြန်လဲစတင်နိုင်မှုအလင်းမြန်လှုပ်ဆောင်မှုနဲ့ စိုက်ပျိုးရေးထောက်ကုံတွေဈေးကွက်ကိုဝင်ရောက်နိုင်မှုအရေးပေါ်အခြေခံအဆောက်အုံတွေပြုပြင်ဖို့နဲ့ပြန်တည်ဆောက်ဖို့အရေးပေါ်လိုအပ်တယ်လို့ UNDP ထောက်ပြန်ချက်မှာဖော်ပြထားပါတယ်။လူသေးဆုံးမှုတွေလည်းဖြစ်ခဲ့ပါတယ်။လူသေးဆုံးမှုတွေဖြစ်သွားခဲ့တဲ့ငလင်ကြီးပြည်တဲ့နောက်မှာတော့ပြဿနာရှိဆုံးကဓာတ်ပေါ်တွေတွေပါ။ဒီဓာတ်ပေါ်တွေတွေကိုပူပြင်းတဲ့ရာသီဥတုမှာ24နာရီအတွင်းအေးရရာသီဥတုမှာ82နာရီအတွင်းအခြေမီမဖယ်ရှားဖို့ဆိုရင် ပဝင်းကျင်တဲ့လူမှုဘဝပေါ်စိုးကျိုးတက်ရောက်မှုရှိလာနိုင်ပါတယ်24နှစ်အတွင်းဆိုတာတရက်အေးရရာဒီမှာ82နှစ်အတွင်းဆိုတာ3ရက်အတွင်းပေါ့ဓာတ်ပါဒီမှာထွက်တဲ့ဇီဝပေဒဆိုင်ရာပစ္စည်းတွေမှာဘက်တီးရီးယား200ကျော်လောက်ပါဝင်ပါတယ်ဂျိုလုံးတစ်လုံးမှာ24နှစ်အတွင်းလူစေဝုကူးဆက်နိုင်တဲ့ယောဂဗိုလ်တွေကပ္ပဗိုလ်တွေများစွာ ထုတ်လွှတ်နိုင်ပါတယ်သေဆုံးပြီး7နှစ်အတွင်းဓာတ်ပါဒီကလည်းအချွဲကြည့်တွေစတင် စိန်ထွက်တတ်ပါတယ် 82နာရီကြာပါကပုံမပြင်းထန်တဲ့ယောဂလေးပြန့်နှံ့နိုင်ပါတယ်တပ်ပါဒီဆွေးမြေ့ခြင်းဖြစ်စဉ်မှာအလျက်ရှိတက်ငွေတွေထွက်နိုင်ပြီးလေယူညင်ညာမှုပါဖြစ်နိုင်ပါတယ်အမိုနီယာမျက်စိနဲ့အသက်ရှူလမ်းကြောင်းရှားရံခြင်း hydrogen sulfate မျက်စိနှာခေါင်းလေကြောင်းရှားရံခြင်းချောင်းဆိုးခြင်းအသက်ရှူကျခြင်းခေါင်းကိုက်မူးဝေခြင်းအားနေခြင်းပန်းနာရင်ကျက်လက္ခဏာတွေပိုဆိုးလာနိုင်ပါတယ်အသင်းတဲ့ပမာဏကတော့မျက်စိနဲ့အသက်ရှူလမ်းကြောင်း ပုံမဆိုးဝါးစွာရာရန်ခြင်းပြုအပ်ခြင်းအသက်ရှူခြင်းဖြစ်လာပါလေ။နောက်နဲ့ထိမိတော့နှင်းညာအသက်ရှူလမ်းကြောင်းလုံးဆောင်မှုခြင်းနှလုံးမြေဆိုရင်တော့နှလုံးခုန်မြဲမယ်၊ခေါင်းမူးမယ်၊အားနည်းမယ်၊မောပန့်မယ်၊သတိလစ်မယ်၊ပြင်းထန်တဲ့အခြေအနေမှာသေဆုံးနိုင်ပါလေ။ဟိုက်ဒရိုဂျင်ရှူမိရင်တော့အသက်ရှူလမ်းပိတ်ဆို့ခြင်း သတိလက်ကောင်းမှုပြုခြင်းအကျင့်စိတ်များခြင်းအစာအိမ်နဲ့ဦးလံကြောင့်ပြဿနာဖြစ်နိုင်ပါလေ။ဗောလာတိုင်းအော်ဂန်နစ်ဓာတ်ပေါင်းမိရင်တော့ကင်ဆာဖြစ်စေတဲ့ဓာတ်ပေါင်းတွေဖြစ်နိုင်ပါလေ။ခုနှံခြင်းဒါမှမဟုတ်ဖြစ်သလိုစွန့်ပစ်ခြင်းကြောင့်မြောက်ရည်သူညဉ့်ဉျံမှုဖြစ်ပေါ်နိုင်ပြီးရုပ်လုံးကနေစိတ်ရည်တွေစိတ်ထွက်ပြီးရည်စီလာတွေကိုစိတ်ဝင်တော့ပါလိမ့်မယ်။ဒါဆိုရင်ညဉ့်ဉျံပစ္စည်းကြောင့်မြေကြီးနဲ့မြောက်ရည်တွေညဉ့်ဉျံစေနိုင်ပါလေ။ဇီဝဆံရ ဖြစ်စီတွေဗက်တီးရီးယားတွေဗိုင်းရပ်စ်တွေအလီယားရှိတဲ့ drop down တွေဖြစ်သွားနိုင်ပါတယ်ဓာတုညီညာမှုနဲ့ nitrogen ပေါင်းမှုဟာရေထဲမှာတလီတာကို10 mg ထက်ကျော်ရင် low end ရဖြစ်စေနိုင်ပါတယ်ညီအောက်ရေညီညာမှုရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဓာတ်ပါဒီက30ကိုးဆက်နိုင်တဲ့ရေကြောင်းဖြစ်တဲ့ယောဂါတွေ one shot ယောဂါလက္ခဏာတွေပြင်းထန် one shot ရေတဲ့ဆုံရှုံအံ bite out အသေးအောင်တဝါယောဂါတွေလက္ခဏာတွေကတော့အသားဝပြုတ်အံအသေးအောင် တိုက်ဖိုက်လက္ခဏာဖြားတယ်ကောင်းကိုက်တယ်ပိုက်အောင်မယ်နှီးစက်ထွက်တယ်တန်ကုန်လက္ခဏာနန္ဒရှိဝရှောရဲ့ပိုင်အောင်တက်ပါတယ်။ဒါကြောင့်တန်ရှိကိုထူပြီးပြောပါမယ်။ဓာတ်ပေါ်ဒီနဲ့ချစ်တွေ့ပြီးနောက်နှစ်ပတ်အတွင်းဖြာရင်ဆရာဝန်နဲ့တန်ပင်ပြီးခလေးတွေတက်ကြည့်ရော်ဒီမှာယောဂလက္ခဏာပိုးဆိုးနိုင်ပါလေ။ကာဝယ်ရတာတော့ဓာတ်ပေါ်ဒီကိုပိုးသက်စေဖြတ်မယ်၊ထုံဖြူမယ်၊အနံဆိုးတွေကိုလျှော့ချပေးနိုင်ပါလေ။ထုံမှုနဲ့ ယောဂပုံမှန်လေးသိစေဖို့လုပ်နိုင်ပါတယ်။ဓာတ်ပါဒီမှာစိတ်ထွက်တဲ့အစိတ်ရေကိုထုံးမှုကထွက်ပြပြီးအန္တရာယ်လျှော့ချစေပါတယ်။ရေနဲ့ရောခြင်းကိုရှင်းအောင်ပါပဲ။ဓာတ်ပါဒီတွေကိုရေနဲ့အဝေးရမှာထားပါမယ်။ဒါအပြင်ပလတ်စတစ်လီနင်ခင်းပြီးတော့အရေးတွေစိတ်မထွက်စေဖို့လုပ်ရပါလိမ့်မယ်။ဓာတ်ပါဒီချင်းမီမဖယ်ရှာရင်လေနဲ့မြောက်ရည်ညဉ့်မှုဖြစ်နိုင်ပြီးကျန်းမာရေးစိုက်ပျိုးရေးနဲ့ခေဟာစနစ်ပါပျက်စီးသွားနိုင်ပါလိမ့်မယ်။ သွေးခန္ဓာကိုယ်တွေသမဟုတ်ယောဂပိုးဝင်တဲ့ပစ္စည်းတွေကြောင့်ကုသယောဂတွေဖြစ်နိုင်ပါတယ်။သွေးနဲ့သွေးထွက်ပစ္စည်းတွေလူသားခန္ဓာကိုယ်တွေခြုံတဲ့ပစ္စည်းတွေစိတ်ထုတ်အပ်လက်ဆက်တို့ပါဝင်တဲ့ထိခိုက်နိုင်တဲ့ပစ္စည်းတွေဒါတွေကလည်းယောဂကိုတစဉ်ကုသနိုင်ပါလေ။အကောင်းဆုံးကတော့မီးရှို့တာဒါမှမဟုတ်မီးအောင်အနက်1.52မီတာပေနဲ့တွက်မယ်ဆိုတော့၅ပေလောက်မြေတွင်းတူးမြုပ်နှံခြင်းလို့ပဲဖြစ်ပါလေ။